အလိုအလိုမင်္ဂလာပါကျွန်တော် channel လေးနဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့လည်းအဲဒီကနေ့နေ့လည်းပိုင်းအထိ၄ရက်နေ့နေ့လည်းပိုင်းအထိနောက်ဆုံးတင်ပြဖိတ်ခေါ်ထားတဲ့လောက်ကైခွင့်လန်းတွေကိုတမန်ဝင်မြတ်ပြတော့မှဖြစ်ပါတယ်အလုံးလိုအပ်တဲ့ညီကိုမောင်နှမတွေအတွက်ဗီဒီယိုကိုစုံထိလိုက်ပါနားဆင်ဖို့ဖိတ်ခေါ်ပါရစေနော်ပထမဆုံးအဖွဲ့အနေနဲ့ဆိုရင် PUI organization က position ၄ခုခေါ်ထားပါတယ်နေရာလည်းနေရာပေါ့နော်ဖဲခုံး အမျိုးနယ်အတွက် counselor position တခုရဲ့နောက်ဖက်ကမျိုးနယ်အတွက်ပဲ head officer nurse position တွေကိုခေါ်ထားတာရှိပါတယ်။နောက် season အတွက် PY ကပဲ head supervisor nurse position ခေါ်ထားတာရှိပါတယ်။ PY ကပဲကျွန်တော်တို့ဒီ season နဲ့ဖက်ကောင်အတွက်ကို community officer position ကိုလည်းခေါ်ထားတာရှိပါတယ်။နောက်ဖက်စီတခုကတော့အ MYS ဆိုတဲ့ organization က Yangon အတွက် program coordinator ခေါ်ထားတာရှိပါတယ်။ နောက်တစ်ဖက်ကတော့အဲစစ်တွေးရခိုင်တွေခေါ်ထားပါတယ် position ကတော့ watch officer position နဲ့ဖိတ်ခေါ်ထားတာရှိပါတယ်နောက် MRCS ကလည်းထပ်ခေါ်ထားတယ်မန္တလေးအဲစကိုင်းနေပြီးတော့အတွက်ကို fee operation manager ဆိုတဲ့ position ထပ်ခေါ်ထားတာရှိပါတယ် now i NRC အဖွဲ့ကလည်းအတွက်ကို final technician officer ခေါ်ထားတာရှိပါတယ် WCM ကတော့ပူတာအိုကချင်စတိတ်အတွက်ကို community facilitator ခေါ်ထားတာရှိပါတယ် PUI ကတော့စီဆိုင်တဲ့ကောင်ဆယ်လာထပ်ခွန်ထားတာရှိပါတယ် MHEA organization ကတော့အဲရှန်ရှိ Eastern Shan State အတွက်ကို data system ခေါ်ထားတဲ့ position ရှိပါတယ် YCDN အဖွဲ့ကလည်းကြောက်တော်အသွဲ project coordinator တန်တွဲအတွက် project coordinator ခေါ်ထားတာရှိပါတယ်နောက်အဲတခုကတော့ Rakhine State အတွက်ပဲ admin and finance assistant position တွေကိုထပ်ခေါ်ထားတာရှိပါတယ်လို့ ကျွန်တော် channel လေးကနေအဲအလုပ်လိုအပ်တဲ့ညီကိုမောင်နှမတွေအလုပ်ကန်ခွန်းလန်းတွေရရှိကြပါစေလို့ဆန္ဒပြုပါရစေအကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like share and subscribe လုပ်တာပေးဖို့လည်းအကူအညီတောင်းပါရစေအဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာနော်